ျွန်တော်တို့ကြောက်လောကကိုလာတဲ့လူတိုင်းမှာအိမ်မက်ကိုစီရှိတယ်။ကြောက်ဖြတ်ပြီးအောင်ရင် လောပန်းဖြစ်ပြီးဆိုတဲ့အတွေ့အမှန်တကယ်မဟုတ်ဘူးဗျ။90 90ရာခိုင်နှုန်းပဲကန်တရားကကြောက်ဝိုင်းကြောက်လောကထဲမှာကြောက်နဲ့ပတ်စံရနေတယ်ဆိုတဲ့လူတွေတော်တော်များများတရားမှာ85ရာခိုင်နှုန်းကကြောက်အောင်လို့ပတ်စံရထားတာမဟုတ်ဘူး။ အယောင်းဝယ်လောက်တက်လို့ပတ်စံရကြတာနားလည်မှုတွေလွဲတယ်ပြီးကြောက်တဲ့ဇုတ်ဝယ်တယ်ဖြတ်တယ်အမှန်တကယ်မဟုတ်ဘူးဥပမာဒီကြောက်တလုံးကိုဝယ်လိုက်တယ်ဒီကြောက်ကိုအစနဲ့အဆုံးအထိ လိုက်တယ်ဆိုလိုက်ကြောက်သမားကုံတဲ့အတွေးကိုတွေးတဲ့လူကကြောက်အဲ့ဒါမျိုးမတွေးဘူးဒီကြောက်တလုံးကိုဝယ်တယ်ကြောက်ရဲ့အနေထားကိုရှိုးတယ်ကြောက်ရဲ့အသွာလာကိုကြည့်တယ် တနမ်းပဲဖွင့်ချလိုက်တယ်ဒီအရေကျိုးစင်မစင်ရပြီဒီကောင်လေးကဖြက်လေးနည်းနည်းချိန်အဲ့ဒါရောင်းစားဖို့အတွက်ခွင့်ဖန်တီးလိုက်တယ်အဲ့ဒါကကုံတရဲ့အတွေ့ငါဒီကြောက်ကိုဘလောက်ဝယ်လိုက်တယ်ဘလောက်အမြဲရရင်ပြန်ရောင်းမလဲသူကပြက်တယ်တွေးထားတဲ့အတွေ့ရကြောက်သမားကကြတော့ကုံတဲ့အတွေ့နဲ့မတူဘူးဒီကြောက်ကိုဝယ်လိုက်တယ် အစာအဆုံးလိုက်တယ်အခုတချို့ရှိတယ်အပွင့်နေဇုတ်တွေတွေးပြီးတင်တာမာနေတာအပွင့်တွေတွေးပုံနေချမေးကြည့်နေတာကကြောက်တကယ်လုံးမယ်ဆိုလို့ရှင်အစာအဆုံးလိုက်เสียမဟုတ်ဘူးဘယ်ကြောက်ကိုဘလောက်ဝဲဘယ်ကြောက်ကိုဘလောက်ရောင်းဟုတ်တယ်မလားအဲ့ဒါလိုမျိုးလေးတက်ရတာကျွန်တော်တို့ကဆရာကြီးလားဆိုရင်တော့ဆရာကြီးမဟုတ်ပါဘူး ကျွန်တော်တို့လည်းပွဲစားဘဝကိုဖုတ်ဖုတ်ကြည့်အောင် လုပ်နေကြတာဘာတက်လာတော့ဆိုရင်ဘဲကြောက်ကဘဲကုံတွေက ဝေတယ်ဘဲကြောက်ကိုဘလောက်ဝေပြီးဘဲကြောက်ကိုဘလူရောင်းစားမလဲဆိုတာကျွန်တော်တို့တက်လာတယ်ကုံတွေနဲ့ပွဲစားဘာကွာလဲဆိုရင် ပွဲစားကကြောက်စုံကန်ရတယ်ကုံတွေဘောင်းစုံနဲ့တွေ့တယ်အဲ့တော့ရိုးရိုးရှင်းရှင်းလေးပြောရရင် ပွေစားကကောင်းကောင်းကျွမ်းကျင်သွားရင်ကုံတယ်လှုပ်လေမကြရှုံးတော့အောက်ခြေသာမလွင့်ဘောဗျာပြောချင်တာကညီကိုတို့ဝိုင်းထဲဝင်လာပြီးကြောက်အောင်ဖို့ထက်ကြောက်ဘလူရောင်းစားရမလဲဆိုတာလေးကိုတက်အောင်မဲ့သင်မလက်ထဲကြောက်ကင်ပြီးဘာမှမလုပ်တဲ့ရင်တော့စနေဘင်းကားနဲ့ပတ်စံတိုက်ခဲတောင်မှအတုံးမဝင်ပါဘူးလို့ 有。<No? S 2> <laughs>